Hello အားလုံးပဲမင်္ဂလာပါပူမချချန်ကနေကြိုဆိုပါရစေဆိုတော့လက်ရှိဒီယာဒီမှာအခုလက်ရှိပရီးမီးယားလိပွဲစဉ်ကိုးဝဲတီကစားပြီးတဲ့ချိန်အာဆင်နယ်လောက်ကောင်းအောင်လုပ်ပြထားနိုင်တဲ့အသင်ကျွန်တော်မရှိသေးဘူးပေါ့နော်ဆိုတော့အာဆင်နယ်ဒီနေ့ကျွန်တော်ဒီနေ့ကတော့သူတို့နှစ်ဖြစ်သွားတော့မလားနော်အာဆင်နယ်ဒီနေ့ဒီနေ့ကသူတို့နှစ်ဖြစ်သွားတော့မလားအာဆင်နယ်ကပြီးခဲ့တဲ့၃နှစ်လုံးလုံးအစ်စ်နှစ်နေရာကနေပြီးတော့ယာဒီဒီကိုစီတင်းခဲ့ရရင်နဲ့ညယာဒီပြောင်းရွှေ့မှာ ဖန်စစ်တွေကကွန်းလေတွေကတိုက်စစ်တွေကကျွန်တော်တို့လိုအပ်တဲ့နေရာတွေအကုန်လုံးကိုအစားထိုးတယ်အစားထိုးပြီးတော့တကယ်ချန်ပီယံစ်လိဂ်အတွက်ကောပရီးမီးယားလိဂ်အတွက်ကောဟိုဘယ်လိုပြောမလဲအရင်ကြစ်လက်တဲ့လူစင်းကိုပိုင်ဆိုင်သွားပြီးတော့ရလက်တွေရကစားပုံတွေရလဲတော်တော်ကြီးကိုကောင်းတဲ့ဘက်ကိုရောက်လာတာပေါ့တော်တော်ဆယ်ပရီးမီးယားလိဂ်မှာဆိုလို့ရှိရင်ဒါအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ချန်ပီယံစ်လိဂ်ကိုကျွန်တော်ကြည့်တော့လဲ ။ပြီးအကောင်းဆုံးအနေနဲ့မှာပါတယ်လို့ကျွန်တော်ပြောလို့ရတယ်။ဒါချန်ပီယံလိအဆင့်စရမှာဆိုလို့ရင်သူတို့အဆင့်တက်မှာပဲရှိနေတာထင်ပါတယ်။အဲ့လောက်ကြည့်တိလက်ရှိအာဆင်နယ်ရဲ့အနေထားတွေကကောင်းလာတော့ဒီနှစ်သူတို့နှစ်ဖြစ်သွားတော့မလားပေါ့။ဒီခုတော့ရှိရပါလိမ့်။ကျွန်တော်တို့ကိုးပွဲထင်းနေတော့ပေါ့နော်။ဘာမှယတိပြက်ပြောလို့တော့မရဘူးပေါ့လေ။ဒါညီကလေးတို့တိတဲ့တိုင်းပဲပရီးမီးယားလိဆိုတာကမင်းကလည်းအမြဲတမ်းပြောင်းလဲနေတာเนาะအသင်းကြီးရဲ့ဘက်ကလည်း consistent ဖြစ်နေဆိုတဲ့အသင်းမျိုးကတော်တော်ကိုရှားတာ ်ဒီတရာဒီမှာ2သင်း3သင်းလောက်ပဲ consistent ဖြစ်တယ်လို့ပါလို့ဗျာအဲ့တော့ကြိုက်တဲ့အသင်းကကြိုက်တဲ့အသင်းကိုနိုင်သွားတာတွေကလည်းကျွန်တော်ရှိတော့9ပွဲလောက်နေတော့ကျွန်တော်အနေနဲ့ပေါ့နော်ယတိပြတ်ပုံတည်ပြောလို့ရတာဘာမှတော့မရှိဘူးသို့တော်လည်းပဲအသင်းတစ်သင်းရဲ့အနေထားတွေကကျွန်တော်အနေနဲ့ဟိုဘယ်လိုပြောဖို့လိုလာတယ်လိုလာပြီပေါ့နော်လိုလာပြီဆိုတော့အာဆင်နယ်ရဲ့လက်ရှိအနေထားကဘာကြောင့်ကျွန်တော်သူတို့နှစ်လို့သူတို့ပြောလို့အချီပြောဖို့အတွက်အချီကြီးကောင်းနေတယ်လေပေါ့အဲ့တော့နံပါတ်အနှစ်ချက်ရှိရပဲနံပါတ်1ကသူတို့ကိုယ်တိုင်ရင်နံပါတ်2ကသူတို့ပြိုင်ဘက်တည်းရပဲ လက်ရှိကျွန်တော်အနေနဲ့ပေါ့နော်အာဇနယ်အသင်းကိုယ်တိုင်ကိုကျွန်တော်ကြည့်ရင်ခံစစ်ကောတိုက်စစ်ကောအဲဒါတော့မှတချို့ကစားမတွေပေါ့နော် injury ပြဿနာတွေကြောင့်လွဲနေရတာတွေကျွန်တော်ရှိသေးတယ်ခံစစ်တိုက်စစ်ကောအသင်းလိုက်ကစားပုံရောကတတော်ကိုအဆင်ပြေနေတာကြောင့်ပဲလက်ရှိကျွန်တော်အနေနဲ့ Crystal Palace ကိုညကကျွန်တော်နိုင်သွားတယ်နိုင်သွားတဲ့ပွဲမှာဆိုလို့ချင်း Palace ဆိုတာမျိုးကမနေ့ပြောရင်အသင်းကြီးတွေအတွက်ကတော့တတော်လေးကိုကစားခက်တဲ့နေရာမှာပါတယ်မင်းဘလော့တွေပါကြီးကစားတဲ့အသင်းမျိုးဖြစ်နေတာတတော်လေးကြစ်လက်တဲ့နေရာမှာကျွန်တော်ပါတော့လीနောက်တစ်ခုကကျွန်တော်အနေနဲ့ ဘယ်လိုပြောမလဲဒီအာစနယ်ကပြီးခဲ့တဲ့ရာသီတွေကိုကျွန်တော်ပြန်ကြည့်မယ်ဆိုရင် mid block အသင်းတွေတို့ low block အသင်းတွေဆိုလို့ရှိရင်တော်တော်ကိုရုန်းကန်နေတဲ့မှာပါတယ်ဗျာဒါတွေကိုဒီရာဒီမှာ set piece တွေပါတွေကနေတစင်ဂိုးတွေပါတွေတွင်းရင်းနဲ့အဖြေတွေပါတွေရှာပြနေတယ်ဒါကြောင့်လည်းပဲလက်ရှိ22မှတ်တီသူတို့ရထားတယ်ဗောနော်အာဆနီယာဒီယာဒီကိုဝဲကစားပြီးတဲ့အချိန်မှာ9ပွဲနိုင်2ပွဲတည်2ပွဲရှုံးမှာအဲ့ဒီ2ပွဲရှုံးတာကအန်ဖီမှာသွားကစားရင် free kick ကနေတစင်ပေးလိုက်ရတာဗောနော်အဲ့လောက်ကြီးကြီးကျွန်တော်ကောင်းထားတာ ော်ဒါအပြင်အဲ့ဒီကူးပွဲမှာလည်းတိုက်စစ်က16ကူကြီးကျွန်တော်ရထားပါတယ်။ခန်းစစ်က3ကူးပွဲပြီးထားရပါသေးတယ်။ဒါဟာတော်တော်ကြီးကိုကောင်းလုံးနဲ့ခန်းစစ်လို့ကျွန်တော်ပြောရမယ်။သူတို့နဲ့အနည်းဆက်ဆုံးကူးပြီးထားတဲ့ခန်းစစ်အသင်းက9 9ကူးပြီးထားတဲ့အသင်းနေ။ဒါပေမဲ့3ကူးမှာသူတို့ပဲကျွန်တော်ရှိသေးတာ။ဆိုတော့ကူးပွဲမှာ3ကူးပဲပြီးရတယ်ဆိုတာကြီးကတော်တော်ကြီးကို ဘယ်လိုပြောမလဲကောင်းလုံးနေလို့ကျွန်တော်ပြောရမယ်ပေါ့နော်ဒါအပြင်အာဆနယ်ရဲ့ခံစစ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်လည်းဂါဘရီယယ်နဲ့ဆာလီဘာနော်ဒါတော့မှဂါဘရီယယ်နဲ့ဂျူရီယန်တင်ပါပေါ့နော်ဂျူရီယန်တင်ပါဒီနှစ်ယောက်ကလွဲရင်ကျန်တဲ့ဟာတွေကအပြောင်းအလဲတွေဖြစ်နေတယ်ကျွန်တော်ပြောရမယ်သူတို့မှာတော့ဂါဘရီယယ်ရှိမယ်တင်ပါရှိမယ်ဆာလီဘာရှိမယ်ပေါ့လေဟိုဘက်ကတော့ကာလာဖီယိုဒီကိုသုံးတဲ့ပွဲတွေရှိမယ်လူးဝစ်ကယ်လီကိုသုံးတဲ့ပွဲတွေကျွန်တော်ရှိမယ်နော်ဆန်နာဘတ်မှာဆိုလို့ရှိရင်လည်းဆာလီဘာကိုတခါတလေအနားပေးထားတာကြီးကျွန်တော်ရှိကောင်းရှိမယ်။ဒါပေမဲ့ဂါဘရီယယ်နဲ့ကျွန်တော်အနေနဲ့ဒီဂျူရီယန်တင်ပါကတော့ တို့ရဲ့ခံစစ်လိုင်းထဲမှာအတီငိန်ဆုံးကစားထားတဲ့သူတွေလို့ကျွန်တော်ပြောရမယ်။ဒါအပြင်အာဆင်နယ်ကခံစစ်မှာလူတွေသာအပြောင်းလဲဖြစ်သွားတယ်။အသင်းလိုက်ကစားပုံခံစစ်ကြစ်လိမှုကရော့မသွားဘူး။သူတို့ပြင်မော်စကေတာတို့ဘာလို့ဆိုလို့ရှိရင်ကျွန်တော်တို့ကဘလင်စီယာကနေပြီးတော့ဒီကိုရောက်လာတာဘာလို့မှကြာသေးတာမဟုတ်ဘူး။ဒါပေမဲ့လက်ရှိအာဆင်နယ်အသင်းကိုရောက်လာပြီးတော့ဒီခံစစ်လိုင်းထဲမှာဂါဘရီယယ်နီယာဝင်ကစားရတာပဲဖြစ်ဖြစ်ဆာလီဘာနီယာဝင်ကစားရတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကြည့်ရင်ပေါ့နော်။တော်တော်ကိုဘယ်လိုပြောမလဲလိုအပ်ချက်နည်းအနည်းဆုံးဖြစ်အောင်ကိုကစားထားနိုင်တာ။ အဲ့တော့ဒီကျွန်တော်အနေနဲ့အချင်းကြီးကောင်းထားတာမော့စကီတာကဒါကြောင့်အာဆင်နယ်ရဲ့နောက်တန်းကတော်တော်ကြီးကောင်းနေတယ်မှာပါတယ်ပေါ့နော်အထူးသဖြင့်ကစားမားတွေက physical ဘိုင်းကလည်းအရင်ကောင်းကြသလိုအရင်မောင်းဘိုင်းနေပြီးလို့ရှိရင်ကျွန်တော် defending ဘိုင်းနေမှာကူကလည်း error by error တွေပါရှိတယ်ဆိုတော့တော်တော်လေးကိုရှားတဲ့တယ်မှာပါတယ်ပေါ့နော်ကွင်းလယ်မှာဆိုလို့ချင်းလည်းပဲ supermendi တို့ကျွန်တော်သာလက်ရှိဆိုလို့ရှိရင် rise တို့ပေါ့နော်ပြီးရင် az တို့လိုအတွဲတွေက tight sit ကျွန်တော်နေနဲ့ကွင်းလယ်ခန်းစစ်အကုန်မျှအောင်ကျွန်တော်နေနဲ့ကစားလို့ရတဲ့တယ်မှာပါတယ်အခု tight sit နေရာကိုကျွန်တော်ကြည့်တော့လေ ဘယ်လိုပြောမလဲအမာဒီနယ်လီကဘယ်လောက်ညံ့တာတို့သိတယ်မနော်အဘူဘာလဲထရော့ဆာကဘောနော်ဘယ်လောက်ထိလိုအပ်ချက်ရှိတာတို့ကျွန်တော်မြင်ထားရတာတိုးတော်လည်းပဲအခုလက်ရှိဆိုလို့ရင်အပြာအပြောင်းလဲသွားပြီနော်ဒါတော့မှနော်နီမာရိုဝကီတို့လိုကစားမတွေမပါနိုင်သေးဘူးစာကာပြန်ကောင်းလာပြီတော့နော်တိုက်စစ်မှာဆိုလို့ရင်ဗီတာယိုခရက်ကတော့ပရီးမီးယားလိမှာဂိုးရီတော့အထင်သလောက်ထိတော့ရမနေသေးဘူးတိုးတော်လည်းပဲသူ့ရဲ့ကျွန်တော်တို့ဒါအခန်းကဏ္ဍတွေကလည်းဘောနော်ကျွန်တော်တို့ဒါအရင်ကြီးလိုအပ်ချက်ရှိတဲ့တဲမှာမပါဘူးဆိုပြိုင်နာကတိုက်စစ်မှာတိုက်စစ်တော့ဆိုလို့ကလည်းဂိုးသွင်းနိုင်ဆိုရင်ကျွန်တော်ရှိတယ်လို့ ။เนาะအဲ့ဒီတိုက်စစ်၃ရောက်ကိုညင်သွားအောင်လို့ပြိုင်ဘက်ကမီဘလော့လူဘလော့နဲ့ကစားပြီးတော့အဲထိန်းထားနိုင်တယ်ဆိုလို့ရှိရင်အာစနယ်ကဆက်ပီးစ်တွေတောင်းကန်ဘောတွေလောင်းသရိုးတွေကနေတဆင့်ဂိုးတွေပါတွေယူပြနိုင်စွမ်းရှိတယ်ဒီမှာပါတယ်။ဒါကြောင့်ကျွန်တော်လက်ရှိအာစနယ်ရဲ့ပေါ့နော်အခြေအနေတွေကဘလို့ရမလဲအရာအလုံးကသူတို့ဘက်မှာရှိနေတယ်ပေါ့နော်။ရာသီဥတုကသူတို့ဘက်ပါနေတယ်လို့ကျွန်တော်ပြောရမယ်။သူတို့အသင်းလိုက်ကြီးကူကတကယ်ကောင်းနေပြီးတော့ injury ပြဿနာတွေကြုံလို့လက်လွတ်ထားရပါတယ်ဆိုတဲ့ကစားမားတွေနေရာမှာကိုပဲနောက်ထပ်ကစားမားတယောက်ဝင်ကစားရင် လိုအပ်ချက်ရှိသွားတာမျိုးအခုလက်ရှိအချိန်ထိပေါ့နော်ပွဲစဉ်၉ပွဲကစားပြီးတဲ့ချိန်တွေ့မနေရသေးဘူးဒါတွေကကျွန်တော်တို့အနေနဲ့မြေကျွန်တော်မျက်မြင်ကိုယ်တွေ့မြင်ရတဲ့အရာတွေဆိုတဲ့ကရန်တမ်းပြောတာမျိုးတွေမဟုတ်တော့ပေါ့နော်ညင်းရဖို့ကကျွန်တော်တော်တော်လေးခဲရင်းနေဗျာဒါကသူတို့နဲ့ပတ်သက်လို့ပေါ့နောက်တစ်ခုသူတို့ဘက်မှာပါနေတယ်ဆိုတဲ့အရာကသူတို့ကိုဒီယာဒီရှင်ပြိုင်မဲ့အသင်းတွေပဲအာစနယ်ကိုဒီအာဒီဖိအားပေးမဲ့အသင်းတွေအာစနယ်ကိုကျွန်တော်တိုက်တဲ့ challenge လုပ်မဲ့အသင်းတွေကိုကျွန်တော်ပြောလိုက်ရင်ကျွန်တော်မျက်လုံးထဲမှာကြောက်ကြောက်ပေါ်လာတာဒီ Manchester City နဲ့ Liverpool ပဲ ဆိုတော့လက်ရှိနှစ်သင်းစလုံးဟာအာဆနယ်ရဲ့ဘောနော consistency level မှာရှိမနေဘူးအာဆနယ်ရဲ့ comeback ဖြစ်တဲ့ level မှာကျွန်တော်ရှိမနေဘူးအာဆနယ်ရဲ့ level မှာရှိမနေဘူးပြသေးလားလေဘာဦးသင်းဆိုလို့ရှိရင်ကျွန်တော်တို့ညီလေးဘွဲစရိုက်ရှုံနေပေါ့ကျွန်တော်လေးဘွဲစရိုက်ရှုံနေဆိုတာလေဘာဦးသင်းစီမှာလဲကျွန်တော်အခုမှစပြီးတော့တွေ့ဘူးတာ ဂျန်နဲ့အသင်းနေစီမှာသလို့ချင်တယ်ပဲတော်တော်လေးကိုကျွန်တော်ခဲရင်ပါတယ်မန်ချက်စတာစီးတီးကတော့ပြီးခဲ့တဲ့နှစ်ကရှိခဲ့တဲ့အထင်ပြီးခဲ့တဲ့နှစ်ကစီးတီးကရာသီလေလောက်မှာတော်တော်တိုင်ပတ်တာကိုဆိုတော့လီဗာပူးသင်းကအာဆင်နယ်ကိုဒုက္ခပေးမဲ့အတင်သူတို့တိုက်တဲ့ defend လုပ်မဲ့အတင်ဒါပေမဲ့လို့လီဗာပူးသင်းနေနဲ့၉ဘွဲမှာ၅ဘွဲနိုင်ထားပြီးတော့၄ဘွဲထိရှုံးနေထားတယ်အဲ့ဒီတွေကမှ၄ဘွဲဆက်တိုက်ကိုရှုံးနေထားတာတော့ဒီလီဗာပူးသင်းက crisis တိကြုံနေရပါတယ်နောက်တစ်ခုကကျွန်တော်မန်ချက်စတာစီးတီးပေါ့နောက်ထပ်အာဆင်နယ်ကိုဒုက္ခပေးမဲ့အတင် ညကကျွန်တော်တို့အနေနဲ့ Aston Villa ကိုသူတို့ရှုံပြီးတော့၉ဝဲမှာ Manchester City က၃ဝဲရှုံတပွဲတည်ရကြပြီးတော့အမှတ်ရော့တာသူတို့၄ဝဲရှိတယ်။နော်ဒါအပြင် Arsenal နဲ့ Manchester City ကြားထဲမှာဆိုလို့ရှိရင်လည်း၆မှတ်လာမှသူတို့ကွာတယ်။နော် Liverpool နဲ့ကျွန်တော်တို့ကဒီ Arsenal ကြားထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့က၇မှတ်လာမှသူကျွန်တော်တို့ကွာတယ်။ဆိုတော့ပြောရရင်ကျွန်တော်လက်ရှိ Arsenal နဲ့ကျန်တဲ့အသင်းကြီးရဲ့ကြားထဲမှာအမှတ်ကွာမှုကကျွန်တော်ကြီးလာပြီပေါ့။ Arsenal ကိုလက်ရှိအနည်းဆက်ဆုံးဖိအားပေးနေတာကကျွန်တော်ဒီဘုံမောင်းနဲ့စပါးပါ။ ။နော်ဘုံမောင်ကကျွန်တော်အနေနဲ့လက်ရှိမှာအာဆင်နယ်နဲ့ကိုပဲ၄မှတ်လောက်ကျွန်တော်ကွာသေးတာ။ဒါကိုကျွန်တော်ကြည့်မယ်ဆိုရင်အာဆင်နယ်အတွက်ပေါ့နော်။ယာဒီဥရုကသူတို့ဘက်မှာရှိနေတယ်လို့ပဲကျွန်တော်ယူဆရမှာအခုလက်ရှိ၉ပွဲပြီးတဲ့အချိန်ထိပေါ့လေ။အဲခန်းစစ်မှာလည်းကြည့်လိမ့်မှုကသူတို့ထက်ကောင်းတဲ့အသင်းမရှိဘူး။တိုက်စင်းနဲ့အသင်းကစားအသင်းလိုက်ကစားပုံရလည်းတော်တော်လေးကောင်းတယ်။ကျန်တဲ့အသင်းတွေကပေါ့နော်။အော်ထားပါတော့လောင်းဘောတွေယုံကန်တဲ့အသင်းတွေရှိကောင်းရှိမယ်။လောင်းသရိုးတွေကိုယုံကန်တဲ့အသင်းတွေရှိကောင်းရှိမယ်။မစ်ဘလော့လိုဘလော့တွေကိုမဖြစ်နိုင်တဲ့အသင်းတွေရှိကောင်းရှိမယ်။ ဲ့မဲ့အာဆင်နယ်မှာကဆလူးရှိနေအကုန်လုံးရှိနေတယ်နော်လက်ရှိဒီယာဒီမှာဖြည့်ရှင်းစရာတွေအကုန်သူတို့မှာရှိနေတယ်ဖြည့်ရှင်းဖို့လိုတာတွေဆိုတော့ဒါငါတို့တော့ဟေးအရင်ရှိရာဒီတွေကခန်းစစ်ပိတ်ဆော့တဲ့အသင်းနေဆိုလို့ရင်ကူးမရတော့ဘူးဆိုရင်အခုဒီယာဒီမှာတောင်းကန်ပေါ်ကနေအဖြေရှားနေပြီနော်လက်ပစ်ပေါ်တွေကနေပြီးတော့အဖြေရှားနေပြီဆက်ပီးစ်တွေကနေအဖြေရှားနေပြီအာဆင်နယ်မှာကသူတို့ကိုကြုံဦးဘယ်လိုပြောမလဲသူတို့ကိုအခက်တွေ့အောင်လုံလို့ရတဲ့အရာတွေတိုင်းအတွက်ကိုအဖြေရှိနေတယ်လို့ကျွန်တော်ပြောရမှာပဲ အရေကိုကျန်တဲ့အသင်းကြီးကဘလောက်ရိတ်မိပြီးတော့လာမယ့်ပွဲစဉ်တွေမှာသူတို့ကိုဒုက္ခပေးဖို့ကြိုးပမ်းမလဲကလည်းရှိသေးတာပေါ့လေလောလောဆယ်အချိန်ကြီးကဗျာဘုံမောက်ကအနည်းဆုံးဖြစ်နေတယ်ဆိုတော့ဘုံမောက်တို့ဘာလို့ဆိုတာမျိုးကလည်းညီကလို့သိပါတယ်အလွန်အလွန်ဆုံးရနိုင် Champions League ဝင်ခွင့်ပေါ့ဟုတ်တယ်မလား Leicester City တို့တို့ဘာလို့လို့ဖန်တီးနိုင်ဖို့ဆိုတာမျိုးမလွယ်ပါဘူးเนาะနောက်တစ်ခုကလောလောဆယ်ကမြန်လေမြန် United ပေါ့ဟုတ်တယ်မလား Arsenal ကိုအနီးကပ်ဆုံးဖိအားပေးနေတဲ့ United ပေါ့အားလုံးက Arsenal အနေနဲ့တိုက်တဲ့တိုက်တဲ့ challenge တွေပေါ့နော် သွားနေတဲ့အချိန်မှာအာဆင်နယ်ကိုဘယ်သိနေဖိအားပေးမလဲအာဆင်နယ်ရဲ့အဓိကပြိုင်ဖက်တွေကဘယ်သူတွေလဲလို့ပြောတဲ့အခါမှာမင်းစီတီတို့လီဗာပူးတို့မြင်ကောင်းမြင်လိမ့်မယ်အေးအဲ့ဒီတဲမှာမှယူနိုက်တက်ကမင်းဒါမူလီထလာပြီဆယ်သမိုင်းနော်မသိမသားလေးရှေ့ရှေ့ရောက်လာပြီအေးနော်မင်းတို့ချော့မတွက်နဲ့ချော့မတွက်နဲ့ချော့တွက်ရင်ခံရမယ်လားနော်ဒါကြောင့်ကျွန်တော်တို့တရားဒီမှာအာဆင်နယ်ကကျွန်တော်ချမ်ဟိုချန်ပီယံဖြစ်ဖို့အတွက်လက်ရှိပရီးမီးယားလိမှာတော်တော်ကိုအချိန်ကြီးကောင်းနေပြီပေါ့ပွဲစဉ်ကိုပြီးတဲ့အချိန်ကြီးအထိကိုပဲဒီနေရာမှာနောက်ထပ်လီဗာပူးသင်းတို့မန်ချက်စတာစီတီတို့ဘက်ကနေပြီးတော့ဘယ်လောက်ထိပူကောင်းအောင်လှုပ်ပြနိုင်ပြီးတော့ အာဇနေကိုအနီးကပ်ဆုံးပြအောင်ထပ်ပြီးတော့ဒုက္ခပေးနိုင်မှာလဲဆိုတာပဲစောင့်ကြည့်ရတော့မယ်ဆိုညီကလို့ရောဘလူးမင်းညလေလက်ရှိလိုတင်မှာအာစနယ်ကတော့ chainId ဘယ်တင်းကိုမှ view size ဆရာမလို့ဘူးပေါ့လေမိမမန်ချက်စတာစီးတီးဘလောက်ကောင်းလာမှာလေလီဗာပူးတင်းဘလောက်ကောင်းလာမှာပဲသူတို့လှုပ်သူတို့လှုပ်တယ်ဆိုလို့ရှိရင်ဘာမှစိတ်ပူစရာမလိုဘူးဗျာဆိုတော့ညီကလို့ရောဘလူးမင်းညလေအာစနယ်အနေနဲ့ဒီယာဒီချန်ပီယံဖြစ်သွားနိုင်မယ်လို့ညီကလို့ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြပါနဲ့